ားလုံးပဲမင်္ဂလာပါ DK Fini YouTube Channel လေးကနေအားလုံးကို ပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျွန်တော်ကတော့တောင်းကြီးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကဆ iam အကြီးကြီးရေးသားထားတဲ့ငါယောက်ျားဆိုတဲ့ဝတ္ထုလိုကလေးကိုချစ်ဆုံးနေတူတူဖတ်ပြန်ပါမယ်ဖြစ်ပါတယ် တို့လင်များသည်ညနေစာကိုဆောဆောစားတတ်ပြီးလာသာဆောင်သို့ထွက်ခါမိထွန်းချိန်အထိထွေရလေးပါစကားပြောမြဲဖြစ်လေသည်ထိုညနေတွင်လည်းခါတိုင်းလိုပင်လာသာဆောင်သို့ထွက်နေကြပြီးလက်ထပ်ပြီးစားလင်မယားဖြစ်သည်နှင့်အညီအပြုံးကိုစီနှင့်အချက်ချောင်းကိုဆွေးနွေးနေမိကြသည်မောင်ရိမ်တမ်းမီအေးရွေလာတော့မှအိမ်နှုံးဝင်ဖို့သတိရပြီးစကားဖြတ်ကြရလေတော့သည်ဇနီးတွေကအရင်ထားလိုက်ခါ ဩမောင်ကြီးချစ်ချင်းရဲ့စာရှာရခတ်တယ်ဆိုလို့သတိရသေးတယ်။မောင်ကိုစာတူဘူးရင်တွေ့ဘူးရင် ရှင်နေမှဖြစ်လာတာ။အိုးသိတ်တနာစရာကောင်းတဲ့လူတယောက်ပါလားဆိုတာပဲ။တနာလုံးလုံးချစ်ရတယ်ထင်ပါရဲ့။ခုဖုန်ပြောလိုက်လို့စိတ်လည်းမဆိုးနဲ့အောင်နော်။ဟုမမျော်လင့်သောစကားကိုပြောသည်။သူသည်ထိတ်ထိတ်ပြပြဖြစ်သွားပြီ။မော်ပြီးတာငေးကြည့်နေမိတော့လေသည်။ ခရီးရင်းမြင်ရသောဇနီးတည်းဤမျက်နှာတွင်နှက်ခမ်းကအပြုံးနှင့်မျက်လုံးကအရိပ်ပင်လျင်တနာချင်းဖြင့်နူးညံ့နေသည်ဟုထင်သည်။သူမ၏တနာစိတ်များမှမမြင်နိုင်သော အမှုအကြီးအငွေ့အသွန်တစ်ခုခုကိုစောင့်ကားသူ့ကိုယ်ပေါ်အထက်ထက်ကြလာလွှမ်းမိုးသွားသည်ထင်ပြီးခြေပြင်းလက်ပြင်းပင်စိတ်ပြည့်ဤသွားလီတော့သည်။ဘလက်ကလာထိုင်ပေါ်ကကိုကိုကိုပင်ကြွ၍မရပဲအလိုလီငါဟာတနာစရာတရဝါဆူကလာကွယ်ဟု စိတ်တွန်းကတို့တို့ညင်းမောပန်းနေမိလေသည် ကြေရီလာတွေထွက်လာတာကိုပင်မမြင်မီအထဲဝင်တော့လေအေးမိလိုက်မယ်ဟုဇနီးတည်းဤအတန်ကိုနားခံရမှအလူလေးယောက်ခြေထောက်ကလှမ်းကာအိမ်နှုံးရောက်တော့လဲစိတ်ကတခြားတို့လင်မယားမှာညာပိုင်းဆိုလျင်စာဖက်ကြသည်ဖြစ်၍သူသည်စာအုပ်တော်ကိုလက်ကျင့်ပါနေသည့်အတိုင်းဆွဲယူကဖတ်ဖို့ကြိုးစားသည်တမျက်နာပြီးတမျက်နာကုံသွားမိသို့သော ကောင်းနေတွင်ဘာမှမကြံရစ်စာအုပ်တော်ကကျိုးလူ၍မှဘသူဇက်လိုက်မှန်းမသိဇနီးတွေကိုမသိမသာခိုးကြည့်မိလိုက်သည်မှာမကြာခဏပင်ဖြစ်ချေ၏သူမသည်စာအုပ်ထဲတွင်စိတ်အတော်ဝင်စားနေသည့်ဘမမျက်မှောင်ကလေးများပင်ကုတ်လျရဲ့ရှိသည်သူမ၏ဖနှဦးကကြမ်းမြင်ကိုစီးဝါးကြစွာမတိုးမကျဲတိုးခေါက်နေသည်ကလွဲ၍ဘာမှလှုပ်ရှားမှုကိုမမြင်ရချေသူမတွင်ဖြက်လျက်လျက်က တထစ်ချာငိမ့်စိတ်သောအကြည့်အပြောအမူအရာများရှိသည်သူဒီစာအုပ်ကိုစိတ်ဝင်စားစွာဖတ်ရန်စူးစမ်းပြန်လဲမရကြည်စာအုပ်ကိုပိတ်လိုက်မီရွယ်တော်လဲဇနီးတွေကလဲကြည့်မီကိုမလိုလားကြည်စာမဖတ်ဖဲမျက်လုံးကစိုက်မီစိုက်ရကိုငေးကလက်သေးဟူသာကြိုက်နေမိသည်စာအုပ်ကိုဖွင့်ထားပြီးမျက်နာကတခြားရောက်နေသည်မှာလဲမြင်၍မကောင်းလားဟုတရိယာမိပြန်၏ ူသည်ဘသူ့အမှန်မသိဒေါသထွက်ခါစာအုပ်ကိုပိတ်ပြီးစပွဲပေါ်တင်လိုက်၍ဒီညာစောစောအိတ်ချင်တယ်ကွယ်ဟုခွန်တောင်းကအိမ်ငန်းသို့လာမိသည်ဇနီးတယ်ရမူမကြား၍လားမသိဘာမျှမပြောချေအိမ်ငန်းတွင်သို့ရောက်သည့်အခါမှန်တင်ကုန်သို့ပထမဦးဆုံးသွားပြီးကိုကူကိုပြန်ကြည့်လိုက်၏နှထင်းဆန်းစားကလေးများကြောင်စားပြုကဝါရော်ရော်သားရေပန်းလိုက်ရသောကိုဟန်နှင့် လူရွေတယောက်သည်မှန်နေရနေပြီးခက်ကြောင်ကြောင်ပြန်၍ကြည်ဒီကိုမြင်ရ၏မျက်လုံးနှလုံးနှယွန်းနှဖန်းနှင့်လည်းပြည်စုံပါ၏လက်များခြေများတွင်လည်း၆ချောင်း၇ချောင်းဟူ၍အတက်ပွားပေါက်ခါမနေခြေနှချောင်းပေါ်ဇုံရက်နေမည်ဆိုရင်လည်းနေနိုင်ကလေးဘထောက်ခြင်းစိတ်ပေါင်းရင်လည်းထောင်းနိုင်၏သူတွင်ခြေလက်အင်္ဂါပြည်စုံရှိသည် ကောင်းမွန်တွင်ဘိုးကေထား၍နှခမ်းနီပါးနီမစိုးသည်ဖြင့်ယောက်ျားမန်လည်းတိတာသည် အချုပ်ဆိုရရင်သူသည်တခြားယောက်ျားများနှင့်ဘာမျှမကွာကြီးဒါဟုဇနီးတယ်ဟာတနာသည်တဲ့မိမလည်းဖြစ်ငါးနှစ်ကျော်ကျော်လဲငယ်ပြီးမိမိကလှုပ်ကြွေးပြူးစုသည်ကိုခံရသောဇနီးတယ်ကတနာစရာကောင်းလိုက်တာဟုဆိုခြင်းမှာသဘောရိုးတော့ဟုတ်မီမထင်လေဒီပန်နီတာညီပုံမျိုးသာ ဖြစ်မိဟုထင်ကမကြီးမနဲ့နေအတော်ပင်ဆွေးနေမိလေသည် ထူးခနား၌ကလထိုင်ရွှေ့တံကြားရ၍လန်သွားမိသည်ယခုလိုညာဤမင်းကြီးမှယောက်ျားလျောက်မှန်ကြည့်နေသည်ဆိုသည့်ကိစ္စမှာတဲပြီးမဖွဲရလှပါတကားသူမိမမြင်သွားလျင်ဘာထင်မလဲအေးရသူမြန်မြန်ပြေးပြီးလှဲကနေလိုက်ရဇနီးတွေကမြင်သွားပြီးရည်နံနေတူဘာဖြစ်လို့ပြေးလွှားနေရတာလဲတဲရဲကြလို့လာရင်ဟုနောက်ပြောင်တန်ကိုကြားရသည်သူသည်ဘာမှပြန်မပြောတဲ့ဖဲအခန်းဝကဖြတ်ပြီး ရေတောက်သွားသောဇနီးတွေကိုစိတ်ရှုပ်သောအကြည့်ဖြင့်ကြည့်လိုက်မိ၏ဇနီးတွေကလေးသည်နည်းနည်းတော့တွက်လက်လွန်းသည်ဟုထင်၏ယောက်ျားလူငယ်ကလေးသည်ဖွယ်အရှင်လင်ပေါများ၍သူထက်လည်းလူပေါင်းဆန့်သည်မိမိမှာတော့စကားပြောညဉ့်ချင်းကိုပင်ဂုံတမျိုးယူနေရကြသည်သူသည်စကားပြောနေရင်အကောင်းသားကတဝက်ပြက်ခါထက်အထက်အဖြစ်တတ်သည်ဒီလိုဖြစ်တိုင်းလဲအမူအရာပြက်လိုက်ဒီမှာစိုးစရာမရှိမိမိအမူအရာများမှာလဲ ဘဲတော့မှကနာမငိမ့်ဟုထင်ကားကိုကိုကိုဒေါသထွက်ဖူးသည်သူသည်ငယ်စဉ်ကတည်းကလူပိဋကနှင့်ကင်းကွာကကြောင်တစ်ကြောင်ဝဲတရောတလက်နှင့်ပြောသူဖြစ်၍ဒီလိုလူစားမျိုးထုံးစံအတိုင်းအနေငယ်မပြေပြစ်သည်ကိုတော့ဝန်ခံပါ၏လူမိဘများမှပတ်စံကြွယ်ဝ၍သူ့ဘဝတွင်လူ၍တားလိုက်လျင်ရသလောက်ကြီးဖြစ်ရကားဘာမှစွန်စားကံမရှိသည့်အတွက်သူစိတ်ပျော်ခြင်းလဲပျော့ပေမည် ယခုဇနီးတဲ့ကလေးနဲ့အเจ้าပါဒီမှာပင်ကိုစွန်းတဝက်ပင်မပါကြီးသူမသည်ပွင့်လင်းခင်မင်စွာနေတဲ့ခါအပြိုကလေးဖြစ်ရတာအပြိုစကားပြောကလူပြိုစကားမပြောသည်ကိုပြန်ပြီးတရိယာမိပါသည်ယခုမိပါများကွယ်လွန်သွားပြန်တော့အမွေနှစ်ကလေးများကိုအเจ้าပြုကငင်းငင်းအေးအေးထိုင်စားနိုင်သည်သို့တော်လည်းသနာစရာလူတယောက်ဆိုသည့်အပြောမျိုးကိုသစိမ့်တယောက်ကသာလာပြီးပြောမည်ဆိုရင်စွဲထုံမိမိလားမသိကြ ဒီလိုဆိုရင်လည်းလက်သီးနဲ့ထိုးခြင်းဟူသောဘ ഹു ဒုတာလေးတော်ရသွားပြီမြည်ယောက်ျားကလေးဖြစ်တော်လဲကလေးဘဝတော်တခါမှမထိုးကြခဲ့ဘူးကြီးကျောင်းသွားကျောင်းပြန်ကိုအစီကံကလာကြီးကထမ်းဖို့ထမ်းပြန်ပြီးအိမ်ရောက်တော့အောက်ကိုမစင်းရဘုံကနေမိမိပြန်ဒီမှာဘာဖြစ်လို့များကိုသနာရတာလဲကွယ်အင်မတန်ညံ့နေလို့များထင်နေလို့လားတကူတင်းမချိမဆန့်ဖြစ်နေမိ၏ ညင်းသည်နတ်လာကတိတ်ဆိတ်၍လဲနေသည်ဇနီးတည်းကတော့စားဖတ်တော့သူ့စိတ်ဆွဲနေလျင် ခေါ်၍မရမိမိလဲဒီညတော့အိပ်၍ပြောင်းပြဲမထင်စိတ်ဒီကကြောင်ချောက်ချဖြစ်လာသည်တဲသူများကတနာစရာဆူယုံနဲ့တနာစရာလူရှေ့ရရောလားငါယောက်ျားပဲဟာဦးသူများဆွဆွဲတာကိုရက်ပြလိုက်ဖို့မတင်ဘူးလားဟုတတိယလာဤစိတ်ထွက်ထွက်နဲ့ထကပီယာနှစ်ခွက်ဆင့်တောက်လိုက်၏ စင်စစ်တော်သူသည်တခြားယောက်ျားများလိုပဲအရက်ကိုလည်းတောင်းရဲသူမဟုတ်ပါလားသို့တော်လည်းမစွဲကြည်ဘယ်တော့မှလည်းစွဲမည်မဟုတ် တခါတောက်တိုင်းနှစ်ခါလောက်တော့မျက်နာရှုံ့မဲ့မိမြဲဖြစ်၏မတောက်ခင်တခါတောက်ပြီတခါသူတွင်တခါတခါအတွေးမျိုးစုံသည့်အခါအိမ်မပြောတတ်သောယောဂါရှိလျာထိုအခါမျိုးတွင်မူးပြီးအိမ်ပြောသောတောက်ပေးရသည်တောက်ပြီးပြီးချင်းမူးသည်မဟုတ်၍အတော်ကြာပင်မခံကြည့်မခံသာဖြစ်နေပြီး အုံနောက်ထဲတွင်ရင်းထိုးလာက ကောင်းထူ၍မနိုင်တော့ပဲအိပ်ပျော်သွားလေသည်မနံမိုးလင်း၍အိယံကထသောပထမဆုံးအတွေ့မှာငါဟာတနာစရာတရဘွားပါလားကွယ်ဟူဤစကားတစ်လုံးကိုပြောလိုက်သူမှာတော့မိနိုင်ဤခံရသူမှာမတတ်သာလားကြီးအထက်တန်းပညာလဲသင်မှု၍အနုပညာလိုက်စားသူတယောက်ကိုဤသူသောအမှတ်ချက်မျိုးသည်အင်မတန်ထိလာသည် အသိဖွယ်စကားကလေးတစ်လုံးဖြစ်သည်ဟူ၍လဲစိုးနိုင်မ၏အဘဲကြောင့်ဆိုသော လူသူဝိရိတ်တဲ့ရှေ့တွင်စင်မြင့်မော်တက်၍ဆဲခြင်းလဲမဟုတ်ပါပေလေမင်းရနေအောင်စကားတွေ့ကြရာပြောသည့်အထက်ကအမှတ်မထင်သော စကားတစ်ခုမှမဟုတ်ပါလားပြီးတော့နောက်ပြောင်တာလဲဖြစ်ခြင်းဖြစ်ပေမည်သူတွင်တစ်ခုခတ်သည်မှာအမြင်ပြုံးပြီးပြောရသည့်ဇနီးတွေဤစကားများကိုနောက်တာလားတကယ်လားမခွဲခြားတဲ့ချေသို့တော်လဲစိတ်မဆိုးနဲ့တော့ဟူသောစကားကိုထောက်ရခြင်းဖြင့် သူ့ဟာဇနီးဒီဘလုံးမြင်ဒီကိုရင်းမိလောက်ပါသည်စင်စစ်ဇနီးတယ်မှာအတလဲငယ်၍သူ့လောင်လဲစာမဖတ်ဘူးကြီးဂီတကိုလဲနားထောင်ယုံကလွှဲ၍ဘာမှစိတ်ဝင်စားသည်မဟုတ်ပညာရှိမှန်လျင်လေးလာရသော ပကြီးပပုရှေးရောင်ပစ္စည်းစုခြင်းစာဒီတို့ကိုလဲသူကယူမဆိုင်မိမိထက်သာတာတစ်ခုပဲရှိသည်မှာဘလို့လူပိဋ္တဇားထဲမှာပဲဖြစ်ဖြစ် ဖြူးဖြူးဖြစ်ဖြစ်နေနိုင်တဲ့ချင်းပင်ဖြစ်သည် ။ဤလူမင်းကလေးမျိုးကမိမိရာတနာတယ်တဲ့။သူဒီပခုံးရှုံကရီလိုက်မိသည်။ရီတန်ဒီတဘာဝမကြလာပဲ။သူထုံးစံတိုင်းထက်အားထက်အားနဲ့တဝက်ပြတ်သွားရကတယောက်ထဲကိုယ့်အကူကြောင်နေမိသည်။ကိုကိုကိုလှောင်လိုက်တာနဲ့တောင်တူနေပါပြီ။ဇနီးဒီမျက်စိနဲ့စုံရင်းကမန်းကရန်လွှဲဖယ်လိုက်ပြီးယင်းထဲကနားသလိုဖွင့်ပြောလိုက်ဖို့လဲတဲမရဲလားစင်စစ်သူ့လောက်အားနာတဲ့သူလောကမှာရှိမယ်မထင် သူဟာဇနီးတည်းသည်အ깨ခန့်နေသည်ဟုလည်းထင်၏မိမိသည်ကြောက်ရွံ့ပေါ်မှဘယ်မှမှမတုံလုံချောင်းကိုလည်းပြလို့၏စိတ်ပြေလက်ပြောက်တရောကိုယူကာတီးလဲတီး၍မရသို့တော်လည်းဥတီယာအတန်နေစမ်းကစမ်း၍နေမိသည်တရောတန်သည်ပင်ထက်အထက်အနှင့်ဖြစ်နေသည်သည်သူမျက်စီတူရှုတွင်ပြည်လမ်းမှသည်အလျားလိုက်ခင်းကနေသည်နေကလည်းမပွင့်တပွင့်တိမ်များကရင်ဆိုင်လျက် ရာသီဥတုကြီးကတအုံနှွေးနှွေးရှိလာသည်စိတ်ညစ်စရာရာသီဥတုရောင်များစိတ်မငြိမ်းနာလေလားဇနီးတယ်ကလေးရာနာလာထိုင်ကကေတခုခုဒီစမ်းမအောင်မောင်တီးကအိုင်းနားထောင်ကောင်းတာပဲဟုဆိုဤသူသည်ခဏခဏဒီလိုခိုင်းတတ်သည်သူသည်တင်းရင်ကစိတ်ပါသွားလျင်စိတ်သည်တယောမာသာစိုက်ခါဇနီးတယ်မျက်နှာကမှသတိမရတော့ပြီတခါတည်းရန်ကြုံချက်၍ဂယူးဆိုင်လိုက်မိလျင် ဇနီးတွေဤမျိုးလုံးများမှာဂီတတွင်မိမ့်မိမ့်မနေပဲပြူးကျဲဝိုင်းဆက်ကကြည်ကျင်ရာကိုကြည်လျက်ရှိသည်ကိုတွေ့ရ၏သူသည် စိတ်ပြတ်မိဟုကြံသေးမှာပဲအေးအဲ့ဒီကြော်လေးရလေဥဝုံငုံကြီးရဲ့ချက်ဖတ်တဉ္ဉတော်ဝင်နေရတဏျာနဲ့ခက်စင်စင်မှုစဉ်းစားနေတာပါဒါပေမဲ့ဥဝုံကိုကြော့သွားတာနည်းနည်းရှင်းဆန်နေဟုအထင်းကောင်မရှိ ပြောရသည်သူသည်ဇနီးတွေဤမျိုးလုံးများကိုစိုက်ကြည့်မိလျင် ရဲဝင်ပြုံးရွှင်သောတုံ့ပြန်ကြည့်ခြင်းကို ခံရကကိုကပင်စပြီးမျက်စီလွှဲပြည့်ရ၏သူသည်တယောဒီစာပြူရင်စိတ်ပါလာကသိမြင်သောတန်ကလေးနှင့်အတွန့်ခံများဖော်နေမိလေသည်စိတ်တွင်းကမခံကြည့်မခံသောဝေဒနာသည် ထိုးတံကမြင်းမီနှင့်တယောချိုးနှစ်ခုတို့ကြားမှာတွန့်လိန်နေသလိုထင်မြင်မိထိုးတံထိပ်ပြားသည်ကနာမငိလူးလွန့်ကနေလေ၏အသက်မရှူတစ်ချက် ရှူတစ်ချက်နှင့် ်သူလည်းဖျားသည်တုံကနေလေသည်ဇနီးတဲ့ထံမျက်စိရောက်၍သွားမိလေရာသူမ၏မျက်နှာတွင်နှခမ်းကပြုံးနှင့်မျက်လုံးကအရိပ်ပင်လျင်တနာချင်းဖြင့်နုညံ့နေသည်ထင်၏သူမ၏တနာစိတ်များမှာမိမိ၏မချီမဆန့်ဝေဒနာထက်ပင်အင်အားကောင်းကမမြင်နိုင်သော အမှုအကြီးအငွေ့တခုခုသောအသွင်ကိုဆောင်ကသူ့ကိုယ်ပေါ်အထက်ထက်ကြလာလွှမ်းခြုံသွားသလိုထင်မိသည်ဆက်ပြာဘူးအောင်မုတ်ကစားနေသောသားငယ်ကိုပြုံးကြည့်ပွေပိုက်တော်မီမိခင်ဤ အမှုအရာကိုတွေ့ရသည်တရောထိုးရန်လိုလိုလွတ်ကြမသွားခင်ဥအောင်အောက်ချလိုက်ရ၏မိမိကိုယ်ကိုမျက်စိတငင်နှင့်ဖြစ်နေသည်ဟုထင်ကားရုပ်ရှင်တွေကတရေကောင်းလိုမမ်းမရက်လိုက်ချင်း၏ဒေါသတွေထွက်ပြလိုက်ချင်း၏သို့သောစိတ်ရငယ်စွာသာဘာမှမတတ်နိုင်မဲငေးပြီးကြည်နေမိသည်ဇနီးတည်းမျက်နှာတွင်စူးရင်သောအချိန်ကလေးတန်းလာကအိုးမောင်ဘာဖြစ်နေကြလဲညနာလည်းဖြူးလို့နေမကောင်းဘူးလား ဟုတ်မေးသည်ဘာမှမဟုတ်ပါဘူးဟိုရင်တော့စိတ်မျိုးပြန်ဝင်လာလို့ပါတခါတခါဘာဖြစ်မှန်းမသိဘူးစိတ်ကိုကိုယ်ကဲလို့မနိုင်နိုင်ဘူးဟုတ်တယောတော်ကပြောလိုက်မိသည်ဒီစကားအမှန်ပဲထင်ပါရဲ့သူလူပြူတုံးကစိတ်လေလွတ်ကအိမ်မှာပင်အငြိမ်မနေနိုင်သည်ကိုတတိယသွား၍ဖြစ်၏ဘာမှလည်းအကြောင်းမရှိပဲရင်တော့မှဘူတခုကြွကနေဘူးမိုးရွာမရှောင်ရှောက်သွားနေမိ၏ ယခုဇနီးတယ်ကလေးနဲ့တွေ့မှ စိတ်တွေငြင်းအေးပြီးလူလူသူသူနေ၍ရသွားသည်ကိုမငင်းနိုင် ဟုတ်ပါတယ်မောင်တခုခုဖြစ်နေတယ်သူထင်သားပဲညကလေးကမဟုတ်လားသူသည်ထိထိပြပြဖြစ်၍သွား၏သူသည်နှကန်းတလုံးလုံးဖြစ်နေပြီးမှထဲအထဲအနေမမောင်ဟွန်တနာစရာလူဆိုတာပါသဘောလဲကွယ်ဟုလှုပ်ခနဲမေးလိုက်မိပြီးပန်းလေးရစွာအဖြစ်စောင့်မိသည် ဇနီးတွေကလေးကပထမအတွင်းနားမလဲသလိုမျက်မှောင်ကုတ်လိုက်၏ထို့နောက်နားလဲသလိုမျက်မှောင်ပြေသွား၏နှာခမ်းတွန့်လာပြီးပြုံးလိုက်၏နှာခမ်းဖွင့်လိုက်ပြီးအတန်ထွက်ခါအော်ပြီးရည်လီတော့သည် အမလီမောင်ရဲ့ဟုတပြီးရည်ပြန်၏ဖြစ်မှဖြစ်ရလေဟုညီးပြီးရည်ပြန်၏သူပခုံးကိုလည်းပုတ်လိုက်သည်ထို့နောက်ရည်ပြီးထက်ရည်ရင်းနဲ့ရည်၍မဆုံးနိုင်တော့ကြည်ဒီလောက်ရည်လုံးတော့လဲစိတ်ညစ်စရာကောင်းလာသည် သူသည်အနေရထိုင်ရခက်ခါမတက်မတာစောင့်နေမိသည်ဇနီးတဲ့သည်သူ့မျက်နှာကိုမြင်ကဖြန်းကနေအရည်ရက်လိုက်ပြီးမျက်နှာတီးတီးနေမောင်မမြင်ချင်းပထမဆုံးသတိထားမိတာညာဘက်မျက်ခုံးနည်းနည်းပြက်နေတာကိုပဲအဲ့ဒါမာယူဆိုငငယ်တော့လေးကြတာမဟုတ်လားအဲ့ဒီမျက်ခုံးလေးဆက်သွားတော့တိတ်နာမှာပဲဆိုပြီးတနာလိုက်တာခုတောင်တွင်းမြင်စိတ်မကောင်းဘူးဟူအတန်ခက်ဆွဲဆွဲနဲ့ပြော၏သူလေး ရမ်းရောင်ကောင်းကျင်ပြီ။အိုးအိုးဟုတဝဲတပြေပြောမိသည်။သူ၏စူးစမ်းသောအကြည့်ကိုသူမ၏အခဲခတ်သောအကြည့်ကနိုင်သောပြန်၍မျက်လုံးလွှဲလိုက်ရပြန်၏။ဇနီးတည်းကသူ့စိတ်တွင် ဖြစ်နေပုံကို မသိသလိုပင်သူငငယ်ကစကိတ်စင်းရင်လဲကြ၍လက်ရိုးအကျိုးဥပုံကိုပြော့ပြနေပြန်လေတဲ့။သူ့စိတ်တွင်အနေငယ်ကြည်နေသလိုဖြစ်ခါရည်ရွယ်ချက်မရှိပဲအိမ်ငန်းတွင်သို့ဝင်လာရာ ပိတ်ဆို၍မရနိုင်သောရည်တံတက်တဲ့ကိုကြားရသည်ပထမတော့လိုက်၍ပြုံးမိသည်လုံလုံလာတော့တကားဝထွက်ပြီးကြည့်မိသည်ဇနီးတည်းအားပြုံးရင်ရောင်ကလေးမှမရှိသောမျက်နှာဖြင့်ခက်တီတီပြန်ကြည့်အမူအရာရုပ်ဆိုးစွာဖြင့်အခန်းတွင်ပြန်ဝင်လာပြန်တော့ရှိုက်ပြီးရည်တံကိုလည်းကြားရပြန်၏ကြာရင်ခက်ရကြီးရဲ့ဟူညီးကအဝတ်စားကမန်းကန်းလဲပြီးရုပ်ရှင်ုံဘက်သို့ထွက်လာမှမိမိပြုတ်ပြုတ်ဖြစ်၍သွားလေသည် ရိသမဂ္ဂဇင်းအတွင်းနှင့်အမှတ်15မေ1949ဟုတ်ကဲ့ပြီးပါပြီခင်ဗျာ